မင်္ဂလာပါမနေ့ည18ရက်စေလ2025ခုနှစ်ရေကျော်လမ်းထဲကရှစ်လွှာတိုက်ပေါ်ကနေ3နှစ်ခွဲတမီလေးပြုတ်ကျခဲ့တယ်။ဘိုးရှစ်လွှာကနေပြုတ်ကျပြီးတော့3လွှာမြောက်တိုက်နှလုံးကြားထဲမှာညက်ပြီးတော့ဒုက္ခရောက်နေတာကိုကယ်ဆယ်ရေးအဖွဲ့တွေစုပေါင်းပြီးတော့ဝိုင်းကယ်တဲ့ဗီဒီယိုဖိုင်လေးတွေတက်လာပါတယ်။အဲ့ဒီသတင်းလေးကိုဒီနေ့အတူတူကြည့်ကြအောင် ဘယ်ကလေးတော့လို့ရှိရင်ငယ်လေးအဲ့ကဲရပြီလားရပြီလားဆွဲလို့မှန်ခွဲပြီးကဲရပြီမှန်ခွဲပြီးမှန်ခွဲပြီးဆဲတင်နေပြီကဲအေးအခုကမှန်ခွဲပြီးတော့ဆွဲတင်မသိဘူးအခုတော့ငိုတန်ကြားတယ်ဗောင်းလေးကဒီမှာဒီမှာပထမတက်တက်သွားဗောင်းလေးပထမတက်ကိုတက်သွားလား ာပါလေအကုတ်ပါရဲမီးသက်အဲ့တော့မီးသက်ကိုမျောတာလေမီးသက်လိုင်းအကုတ်ပါပြီမမလို့အမတရင်ပြန်ပို့ပေးရမှာနော်ဟုတ်ကဲ့ဟုတ်ကဲ့အမတို့ခေါ်ပေးထားတာဆိုတော့မမတို့ပြန်ပို့ပေးရအောင်ပါ လေးကောင်ပါတော်ပြီတော်ပြီနဲ့တမိလေးလာတားလေးလာတတနင်းနေလားတတနင်းတတောက်ခါတာအနိမကူနဲ့ဒီမှာမိသက်တွေရောက်လာပြီခလေးတော့ဟိုပါပြင်မယ်နော်ဒီမှာမြင်လား ိုတင်လေးအောင်ကိုညီတောင်းပေးထားတဲ့မိသက်နော်ကိုတင်ကတော့ကျမတို့ဖုန်းဆက်ပေးလိုက်တာခုနကမတို့လမ်းအောင်လို့လေကက်စီဘောဆေးပါတော့လူတွေတိတ်မဆုံတဲ့ကလေးလန့်တော့မဆုံဘူး

โอเคคุณไปตรอกกันนะป่าเลยขนาดนี้เอยาดิกันนะครับโอเคตัวเสื้อเสื้อยูเอยูว่าว่าไปกันนะกันนะอยู่มั้ยกันนะไฮโดรนิกกันนะป่าเลยเออกันนะอยู่มั้ยกันนะกันนะกันนะ

အဲ့တော့ကျွန်တော်တို့သတိရတာကိုထင်းလေးအောင်လာဆက်ကိုထင်းလေးအောင်လည်းသူတို့ကဝေးတယ်လေမင်္ဂလာတုံးဆိုတော့မိစရမိသက်ကိုလှုပ်ပေးမယ်ဆိုပြီးအပြီးတော့ကိုပုတို့ကိုလမ်းဆက်လမ်း90ကိုလာနိုးလာကလာနိုးလာမကြည့်ရတာမကြည့်တော့ဒီကတော့တော့ခတ်တော့ဒီကလေးကလေးကသတိရှိတယ်ပြောရမှာကွာသိလား ကလေးငယ်လေးကရှစ်လွှာတိုက်ကနေအောက်ကိုပြုတ်ကြတယ်ပြုတ်ကြပြီးတိုင်နှလုံးသားမှာညံ့နေတဲ့ဖြစ်စဉ်လေးမင်းညာကဖြစ်သွားတာပါအဲ့တော့ဝိုင်းဝန်းကူညီကြတဲ့မိသက်တစ်ဖွဲ့ဝင်တွေကယ်ဆယ်ရေးသမားတွေလည်းအများကြီးပါပဲဟုတ်ကဲ့ပါဆက်ပြီးတော့ကြည့်အောင်

ကလေးငယ်လေးကိုအောင်မြင်စွာကဲထုတ်နိုင်ခဲ့ပါတယ်တတော်လေးခက်ခက်ခဲခဲတော့လှုပ်လိုက်ရတယ်ကလေးကလည်းအင်မတန်တက်တီကောင်းတဲ့ကလေးပါတန်ပန်းကိုတည်တည်ချာချာကင်ပြီးတော့ဖတ်ထားတာတစ်ဖက်ကလည်းသူ့အဖေလားမသိဘူးအဲ့ဒါကိုတစ်ဖက်ကလည်းသူ့အဖေရဲ့လေပင်ကိုဖတ်ထားတယ်တစ်ဖက်ကလည်းတန်ပန်းကိုကင်ပြီးတော့တတိရှိရှိသူရင်ဆိုင်နေတာပေါ့ အဲ့ဒါလေးကိုကြည့်ပြီးတော့လည်းတနာလဲတနာတယ်တတိလဲရှိရလို့ထင်ပါတယ်အဲ့တော့ဝိုင်းဝန်းကူညီကြတဲ့သူတွေကလည်းနေတိုင်းအားတိုင်းနဲ့ဝိုင်းဝန်းကူညီကြတာဖြစ်တဲ့အတွက်ကြောင့်ကလေးအသက်အနှံ့ရဲ့ကင်းဝေးသွားတယ်လို့သိရပါတယ်ရပြီရပြီရပြီဟဲ့

အနေနဲ့အနေနဲ့ဘေးကင်းပါမယ်။ လဲရန်မိသက်တစ်ဘွဲ့ကကိုထင်လင်းအောင်ကဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအကြံပြုထားတာလေးတွေသုံးသပ်ထားတာလေးတွေဖြစ်စဉ်နဲ့ပတ်သက်ပြီးအကျိုးကြောင်းလေးတွေပြောပြထားတာလေးတွေကိုကျွန်တော်တို့ဆက်ကြည့်အောင်။ညာဒါရေကျော်ကခုနလောက်ဘောပြုတ်ကြတဲ့ကလေးငယ်ကိုဒါကျွန်တော်တို့ဒါနော်နှုတ်ဤဆောင်ပါခြင်းနဲ့ချိန်ပြီးကူညီခဲ့တယ်နော်ကူညီခဲ့တဲ့မြောင်းနိုင်ငံမိသက်တစ်ဘွဲ့နော်ပစွန်တော်နေမြေမိသက်စခန်ကြောက်တရားနေမြေမိသက်စခန်ပေါ့နော်အဲ့လက်ရှိမိသက်တစ်ဘွဲ့ဝင်ထောက်ခါကူညီတာဖြစ်တယ်ဒါကျွန်တော်တို့ တိုင်းပို့စနစ်နဲ့သွားလိုက်တာပေါ့နော်ဒါအကူညီတော့ခံတော့တာဆိုတော့မစ်ချက်သက်ပေါ့မစ်ချက်သက်ကသူမျက်စိရှိတဲ့တဲ့မှာဖြစ်နေတာဖြစ်တဲ့အတွက်ကိုတော့ခံတာနော်လက်ရှိဒီကူညီမှုမှာကျွန်တော်အခုဗီဒီယိုဖိုင်လေးတွေရတယ် record လေးတွေရတယ်အခုရှိကိုပို့ပေးတယ်ပေါ့နော်အဲ့ချိန်မှာညီတို့အဓိကအခုဘာသွားတွေ့ရလဲဆိုတော့အခုနိုင်ငံမှာညီတို့ကြည့်လိုက်ပါတော့ဆိုညီတို့လည်းဒါ brighter တွေကူညီမှုတွေတော်တော်များများလောက်လာတာရှိတယ်နော်တခြား brighter ညီတွေအဲ့မှာလက်ရှိရောက်လာတဲ့ညီကိုတွေနော်တွေ့တယ်အခုတော့အဓိကကစိတ်ကိုငြင်းငြင်းစင်စင်နဲ့ professional ကြကြသွားဖို့လိုတယ် ကုရရှိမှာကတခုခုဆိုရင်လူအုံနဲ့အကျင့်ရှိတယ်။လူအုံနဲ့အကျင့်မှာအဓိကကကိုလိုရမဲ့ area တခုဒီ space တခုကျင်းနေတယ်ဆိုလို့ရှိရင်ပြည်သူ့သမားကအချိန်မီဆောင်ရွက်ဖို့ရာခက်ခဲတွေကြုံနိုင်တယ်။အဲအဲ့တော့ကျွန်တော်ဒီ area တခုကိုအရင်ဆုံးနည်းနည်းလေးကြည့်အောင်ရှင်းလင်းမယ်။အဲ့လားမီးထိုးပေးတဲ့လူကလည်းမီးထိုးပေးမယ်ပေါ့နော်ဒီလိုတဲ့ပစ္စည်းကိုအနောက်ကနေစပုတ်ပေးမယ်လူကလည်းပေးမယ်ပေါ့နော်။အော်အဲ့ဒီမှာဒီတနေရာထဲမှာ နော်မြန်မာနိုင်ငံမိသက်တက်ဖွဲ့ကဝင်ရောက်လုတ်ကင်နေတဲ့အချိန်မှာရှေ့မှာလည်းရှေ့မှာပေါ့ဗျာရှေ့မှာလည်းဒါလက်ရှိမြင်တွေ့ရတာတော့အယုတ်ဝင်းနဲ့ half found နဲ့အဲ bright လားဘာလားတော့မသိတွေ့တယ်နော်အဲ့ကိုတို့ရဲ့အဲ့ area တခုကိုညီတို့ပြန်ကြည့်လိုက်ပါ အရန်လူရန်များနေတယ်နော်လူရန်များနေတယ်လူရန်များနေတဲ့အချိန်မှာကိုတို့ကြရမှာဒီနော်အကိုတို့ကြရမှာခလေးဖြစ်တယ်နော်အသက်3နှစ်အရွယ်ခလေးအဲ့တော့ဒီခလေးကို နှုတ်နဲ့အရင်ဆုံးနော်သူ့ရဲ့စိတ်တဲ့ပိုင်းဆိုင်ရာဟာလာပျော်သွားအောင် မကြောက်တတ်အောင်အဲ့အရာတွေကိုပြောပြီးတော့မှဒီကုညီကယ်ဆယ်ရေးကိုလှုပ်ဆောင်အောင်တော့မှဖြစ်တယ်အဲ့တော့အဲ့ဒီမှာဒီအကိုတို့ဒီနောက်ကနေပြီးတော့မှအဲ့အဲ့လိုမျိုးတော့ဒီအတန်နေကျဲလောင်တဲ့အရာတွေအများကြီးဖြစ်နေတဲ့အချိန်မှာလှုပ်လို့ရတာအတွက်လည်းအဆင်မပြေမှုတွေတွေ့နေတယ်ဟာလာဟိုလက်ရှိကတော့ဒါစိနဝင်တန်းကဒီအရှိမပရိုက်တာနှစ်သိန်းလားမသိဘူးတွေ့တယ်ဒါဟိုကုပူတူတို့ပါဆိုတော့ကိုနေရတာညီကိုလိုနေတာပါ ဟုတ်လားကိုလို့ဆောင်မဲ့အကိုင်းမှာဒါကိုလက်ရှိကမိသက်ကမိသက်ကလာပြီဆိုရင်မိသက်မှာခေါင်းဆောင်ပါတယ်အရာရှိပါတယ်ဒီခေါင်းဆောင်လေးအရာရှိတွေဒီသူတို့ကောင်းကောင်းတင်တန်းတွေတက်ထားတယ်နော် training တွေကောင်းကောင်းရှိတယ်လူတွေဖြစ်တယ်နော်အဲ့တော့ချိန်မှာအကိုတို့ကဒီအရာကဘက်ဆုပ်ပြီးတော့ဘာကူညီပေးရမလဲဆိုတဲ့အတိုင်းလာနော်နောက်တစ်ခုကအဲ့ချိန်မှာဒီကလေးလေးထွက်လာမယ် နော်ကလေးလေးထွက်လာမယ်ကလေးလေးထွက်လာလာပြီဆိုလို့ရှိရင်ဒါမိသက်မိသက်မိသက်တဖုံဝင်တူကမိခင်ရဲ့လက်ထဲကိုပြန်အပ်ပြီးတယ်နော်ဒါဒီနောက်ပိုင်းမှာအလုပ်လုပ်တဲ့အချိန်ဒီမှာအဲ့ဒါလေးတွေကိုဒါမန်းကြီးလေးအနေနဲ့ဒါ view size စီခြင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီဖြစ်စဉ်လေးကတော့မနေ့ကညကရေကြော်လမ်းမှာဖြစ်သွားတဲ့သုံးနှစ်သမီးလေးတိုက်ပေါ်ကပြုတ်ကြတဲ့ဖြစ်စဉ်လေးပါအဲ့တော့အောင်မြင်မြင်နဲ့ကယ်ဆယ်နိုင်ခဲ့တဲ့အသက်အန္တရာယ်ကင်းကင်းနဲ့ကယ်ဆယ်နိုင်ခဲ့ပါတယ် အဲ့ဒါလေးကိုပြန်ပြီးတော့အစအဆုံးပြည့်ပြည့်စုံစုံနဲ့ reaction လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ